နှစ်နှစ်ကိုလက်ခံတဲ့အကြောင်းကနည်းလေးရှားရယ်ပေါ့နော်နှစ်နှစ်ကိုထားမဲ့အကြောင်းရှားရယ်ဆိုတဲ့အချိန်မှာတွေ့တာပေါ့အဲကလေးတွေကိုပေါ့ဘတ်စုံပေါ့ဖွံ့ဖြိုးတိုးတက်အောင်သူအပိုင်းလေးနဲ့သူလုပ်ပေးထားလေးတွေ့ရရင်ဟောအဆင်ပြေပါတယ်လို့အမ်တိုးတက်မှုလည်းရှိပါတယ်လို့ကလေးကဟွာနိုင်ဝင်ချေပါဟွာ pre nursery နေတော့တွက်လာနေနေတော့တွက်လာတယ်ပြောအိမ်မှာဆိုလဲသူဟိုအမိုက်ပြစ်မယ်ဆိုလဲသူအမိုက် မိုက်ပေါ့နော်မိုက်မိုက်နေအဲ့လိုပြောသူကစကားမပြောတတ်သေးဘူးဆိုတော့လေအဲ့သူသူအမိုက်လေးပြစ်တယ်အဲနောက်ပြီးတော့အញ្ញာနဲ့မတူဘူးစကားလေးနည်းနည်းလေးတော့ဟိုစကားကတော့ပြောတတ်သေးဘူးသို့တော်ညာနည်းနည်းလေးတော့ပို့ပြီးတော့တွက်တွက်လာတယ်ပေါ့လေဟုတ်အဲကလေးတွေကိုပေါ့ဘဆုံပေါ့ဖွံ့ဖြိုးတိုးတက်အောင်သူအပိုင်းလေးနဲ့သူလှုပ်ပေးထားလေးတွေ့ရတယ်နောက်ပြီးတော့မိဘတွေအတွက်လည်းဖေးချိန်မှာကလေးတွေကိုဘယ်လိုမျိုးလေးတင်ကြပေးရဲဆိုတော့ schedule လေးနဲ့ဘယ်နေ့ဘယ်ရက်မှာဗားလေးတွေတင်ပေးမယ်ဆိုတော့ lesson plan လေးပို့ပေးရလဲအဆင်ပြေရပေါ့ပြီးတော့ update တွေလည်း Telegram မှာအမြဲတမ်းပို့ပေးနေတော့အဆင်ပြေရပေါ့ ဟိုဒီမတို့မေးလိုက်တယ်ဆိုလဲအဲပြီးတော့ပြန်ဖြေတာလေးကမြန်မြန်ဆန်ဆန်လေးပြန်ဖြေပေးရပေါ့နော်အရင်ဆောင်းလိုင်းကြာမလို့ဘယ်ချိန်ဖုန်းမဲ့ဆက်မေးမေး Telegram ပဲမေးမေးချိန်မွေးပြန်ပြောပေးရပေါ့လေဟုတ်အဲဘာလို့ရွေးချယ်ပြကြလဲဆိုတော့ဟိုပါပေါ့ဒီ nursery ပေါ့ဒီနှစ်နှစ်ကိုလက်ခံတဲ့ကျောင်းကနည်းနည်းလေးရှားရယ်ပေါ့နော်အဲ့ချိန်မှာကိုကလည်းနှစ်နှစ်ကိုထားမဲ့နှစ်နှစ်ကိုထားမဲ့အကြောင်းရှားရယ်ဆိုတဲ့အချိန်မှတွေ့ရပေါ့အဲ့မှာလည်းဘယ်ဘယ်ဘိုင်းနေဘယ်ဘိုင်းနေဘယ်လိုလုပ်ရမယ်ဆိုတဲ့အပိုင်းလေးတွေရောအဲ့ဒါလေးတွေလေ့လာပြီးတော့မှ သဘောကျလို့ဖြတ်ခဲ့ရပါတော့။ဟောစင်ပြီးပါတယ်လို့ဟာတူတက်မှုလည်းရှိပါတယ်လို့ကလေးကဟုတ်